နီဥပဒေသားနှင့်မေရင်တိုင်းမယုံနဲ့ရန်သူကိုတိုးတက်ပါစေသဘောတရားမေရင်ဆွေကောင်းဆိုရင်တတိပို့ထားပါမနာလိုစစ်ဖြစ်လွယ်လို့မထီချင်းမထက်သလိုသစ္စာဖောင်းနိုင်တယ်အပြောင်းလဲများကြသလိုစုံမိုးလိုစိတ်တွေပူရှိတတ်ကြတယ်ဒါပေမဲ့ရန်သူဟောင်းပြိုင်ပိုင်ဟောင်းကိုပုံသိပါယုံကြည်လို့ရောင်းနိုင်ကြအောင်သက်တည်ပြဖို့လိုတဲ့အတွက်ကြောင့် မရင်ထက်သစ္စာပူရှိလိမ့်မယ်။ရန်သူထက်မေးဆွေက အန်ရပူရှိတယ်။ပြပမရှိလို့အနေအေးတယ်မထင်နဲ့။ရန်ပဲရှိမှအနေခံမှဖြစ်တယ်။နီလန်းရှာပြီးရန်သူမွေးတပါစေ။နီးစင်ခုတ်ကိုရမယ်အောက်ကိုရမယ်တကုတ်တဲ့ဖြစ်နေတဲ့အချိန်မှာ အဖို့ပြုတ်ပိနေမယ်မင်းရေးဆွေကောင်းကို လူတဲလူလူတောင်းတတကြတယ် လောကကြီးကကြံတန်းရဲဆဲလို့မိတ်ဆွေကောင်းရှိခဲ့ရင်သူတို့ကူညီနဲ့ဖြတ်သန်းရလကူနိုင်ပါတယ်အဲ့ဒါနဲ့မိတ်ဆွေတွေဆိုတာကယူလို့ရသလို သူတို့ကြောင့်ကိုသိချားတော့ဖုတ်ကွက်ထားစရာမလိုတော့ဘူးလေမရေဆွေကောင်းရှိနေမှတော့အသေးစီကူညီတောင်းနေစရာမှမလိုတော့ပဲတသနာကဘာလဲဆိုရင် မိတ်ဆွေပေါ်သင်းတွေရဲ့အကြောင်းစုံကိုအခုမသိပဲသိနေတယ်လို့ထင်နေမိကြတာပါ။ဘာပဲဖြစ်ဖြစ်အပေါ်သင်းတွေကခေါင်းကြီးလွယ်တယ်။စကားများလေပေါ်မြေခုရတာတို့မဖြစ်အောင်ရှောင်ရတယ်လေ။ပေါ်သင်းဆက်ဆိုင်ရေးဆိုတဲ့ကလတာလေးကြောင့်အမြင်လွယ်ထင်လွယ်တာတို့ဖြစ်အောင်တန်းနိုင်ဆုံးဖုတ်ပြပြီးနေတတ်ကြတယ်။မရရတဲ့ဟာသားကိုယ်တော်စစ်ကျင်နှဲ့စေဖို့အတွက် ဟဲပဲပဲရပြပေးထားကြတယ်ဟိုးတော်ရှိ မဟိုးတော်ရှိကောင်းကြီးပြီးထောက်ခံ အပေးထားကြတယ်ယုံတော်မှုဆိုတာကဆက်ဆံရေးကိုတည်မြဲအောင်လုပ်ပိနေစွာနဲ့တော့ဟာဆမှုတွေနဲ့ထောက်ခံတာကယဉ်ညင်မှုကိုခင်မြဲစေလိုမျိုးလက်ခံထားကြတဲ့အခါမှာပုံသင်တွေကအင်းလိုက်လွယ်ကြတယ်ချစ်ကြခင်ကြောင်းချစ်နဲ့အောင် ပြောပိတတ်ကြတယ် ။ပုံရံအဖြစ်ဟုတ်တယ်လို့နဲ့တကယ်တမ်းတော့မဟုတ်ကြပါဘူး။မြောက်စုကအချိန်နေရလေယူရရည်တလိုမျိုးဆက်ဆံနေကြတာများတယ်။အပေါ်သေးဆိုတာစီပွားရေးတွဲလို့ရင်သိပြီသိသားတယ်။ဖုတ်ကွက်ထားသမျှနောက်ကွက်ကကျင်းစရဲတွေပြုတ်မှုတွေစုတကာလာနေအောင် ပြုတ်ခနဲ့ပေါ်ထလာတတ်တယ်။နောက်တစ်ပတ်ဆက်ဆံရင်ခိုင်မာမှုလျောက် တရက်ပေါ်တရက်နောက်လည်မှုတွေထားရထားမြလာတဲ့အခါ အရာအလိုပြုလဲသွားတော့တယ်။ဒါရမဟုတ်တဲ့ကုညီတောက်ခံမှုလုံးတော်ခွဲဝဲကျေသွမှုအစရှိသဖြင့်တည်တည်မမောလေးတွေကစားတွဲချက်တဲ့အနေထားရေလော်တဲ့နောက်မှာဆက်ဆံရရော လုံမဆုံတော်တွေမှာပါစိုးကြတဲ့ရမှုတွေ ကုဆက်ကုန်တယ်။အရေးချင်းရှိလို့တဲ့ပေါင်းသိမှုမမရထုံမရ နှုတ်မယဆုမယဆမယချင်းဒီမှာရပ်ပေးမိပြီရှစ်တိုးမယနောက်ဆုံးမယစိတ်ပူပဲတော့ကများရတယ်မောင်သိမို့အကိုရောက်မှထင်တဲ့လူမေခဲကနေပို့ဆိုးတဲ့အချင်းတွေကိုရဲသွားတော့ကိုကိုကူပဲပြစ်တင်ရမလားမောင်းတွေကိုပဲပြစ်ပူချရမလားဝေခွန်မယဖျားတတ်တယ်အပေါ်သိနေလိုလိုတဲ့နေရာမှာကြီးမဆိုးသောတာစီက ရှေးဝါနဲ့အခွင့်အာဏာရောက်ကြသွားတာပဲပုံသင်ဆက်ဆံရေးအတွက်လည်းလုံပတ်ခွဲကိုမထိပ်ပါစေနဲ့ပုံသင်ဆက်ဆံရေးဆိုတာလုံမောင်းပင်ဆိုင်ရာရည်သွေးနဲ့ရည်ချင်းတူချက်ရင်ကြည်နိုင်ပါဘူးတပိုင်းတခါတော့စီဖြစ်ပါတယ်ဘယ်လိုလုံမောင်းခင်မစို့သူကနဲ့သူရှိရမယ်လုံလုံဖို့ဖြစ်တာကြောင့်ပုံသင်ဆက်ဆံဖို့မဟုတ်တာကိုသတိချက်ပါ ဆက်ဆံရေးကောင်းတယ်ဆိုတာကအလုပ်ပေါ်မူတည်တယ်။လုပ်ငန်းသဘောရာဆန္ဒပါတိဖြစ်စေမာတိဖြစ်စေဆက်ဆံရေးကောင်းတဲ့ပုံစံနဲ့ဟန်ဆောင်လို့ပြဖို့လိုအပ်ရင်လုပ်ပါ။လို့တာထက်အပူပွားစိန်နဲ့စေတနာကောင်းပြနေစရာမလိုအပ်ဘူး။စေတနာမမွေးရင်ရပါပြီ။စေတနာရှိကြအောင်ပြနိုင်ရင်လုပ်ငန်းခွင်ရောပုံစံဆက်ဆံရေးမှာရောလိုလောက်ပါတယ်။ ရန်သူကြတော့မတူဖို့မကျင်ရသေးတယ်ချွေမိတ်င်းလိုပဲသိုးချတန်းရင်ကျုထူးများစွာရနိုင်တယ်နေပိုလီယံကပြည်သက်တွန်လိုင်းရဲ့ပြီးမှာသူ့ကိုယ်သူအင်္ဂလိပ်ဖြစ်ကျင်ညာပြီးမိတ်လို့အုပ်ချုပ်ခဲ့တယ်ပြည်သူသမတနိုင်ငံတော်သက်ဖြစ်တွန်လိုင်းလိုခဲ့ပြီးမှဖဲဦးစပါဇနေအောင်ပြန်ရောက်သွားခဲ့ရပြီးပရိသလဲစနေတဲ့သွင်းနေတော့ ပြည်ထောင်နိုင်ငံတကြီးရဲ့ခြေနေကဘက်ဘက်မှာရည်ရည်နေခဲ့တယ်။အဲ့ဒီအချိန်နပိုလီယံရဲ့နိုင်ငံခြားရေးဝန်ကြီးဖြစ်တောင်းထားခဲ့တဲ့တဲရီဟွန်ကတိုက်ပစ်ခြေနေကိုကြည့်ပြီးအစ်ကလေးနပိုလီယံကိုစားချင်ဖို့1809ခုနှစ်မှာဖို့ဝဲကြံစီခဲ့တယ်။အစ်ကလေးကိုပုတ်ခတ်ဖို့ကြံစီနေတဲ့လူဖြစ်တာကြောင့်အမတန်အန်ရယ်မြတ်တဲ့အတွက်သူ့နဲ့သူကြံပါဖြစ် လက်တက်ဖို့ယူတဲ့နေရာမှာလဲအမားဖို့လိုအပ်တာကိုသိထားခဲ့တယ်။ကျန်ရပါလက်တွဲဖို့ဖြင့်ပေါင်းသိန်းတွေထဲကယူကြည်ရသူကိုပဲယူရမလား။ဒါမှမဟုတ်ကျန်လူညံ့လူတခြားလူတွေကိုပဲလိုက်ဆွဲရမလား။တော်ရလူတွေအနေနဲ့ဆိုရင်တော့စုဖြတ်ရအမတန်ခက်ခဲနိုင်ပါတယ်။ဒါပေမဲ့တယ်လီဖုန်းကတော့ညွှန်ပြရှိသူဖြစ်တာကြောင့်သူကိုလုံချန်သားပြဖို့ စစ်စင်ခက်ဖူးတဲ့ဆိုသာထလာရေရရှိချို့ကြီးဖူရှဲလိုရန်သူတော်ကြီးကမှရေတော်ဖို့အတွက်လက်တက်ဖို့ကံလန်ခဲ့တယ်။လက်ဦးချမ်းမှာမလို့မိုးတီမှုတွေရန်ညွရန်စဟောင်းတွေရှိတဲ့ဆိုပေမဲ့အခုလိုဖယ်ပဲရှိတဲ့လုပ်ငန်းစဉ်ကြီးတွဲလို့လိုက်ခြင်းအဖြစ်နှုံးတပတ်ဆက်ဆံရင်ကောင်းမွန်သွားအောင်လုပ်နိုင်မယ်လို့ယူကြည်ထားခဲ့လို့ပါဖြစ်ချင်းတော့ဖူရှဲရော တဲလီဟောယောနေယောလိုဟာနေပိုလီယံရဲ့အုပ်ချုပ်ရေးကိုအမိကနေခဲ့ကြပြီးပြက်သွောပေါ်စေခြင်းတဲ့ဆန်သခြင်းထတ်တူကြနေခဲ့လို့ပါဘုံရန်သူကိုချိန်မုန်းဖို့မဟာမေဖွဲ့လိုက်တာမျိုးလည်းဖြစ်ပါတယ်ဖူရှဲဘက်ကလည်းတဲလီဟောရဲ့ကံလန်မှုကိုခံခဲ့ရတော့ရည်ဒီယိုလုခံရတယ်လို့ခံစားပေါ်ရတယ်လေလေစာခံနေကြရောက်တော့လိုကိစ္စပေါ်အပေါ်ရတော့ဘူး လုံနိုင်ကြောင်းဆက်ချလို့ရနိုင်ကြောင်းယူကြည်နိုင်ကြောင်းသက်သေပြောက်ခွဲရသွားတယ်။ရန်သူမတိလျက်နဲ့ရတုံးတော်မျိုးမဟုတ်ပဲလက်တွဲဖို့ကံလန်းခံရရင်ဘယ်ရန်သူမဆိုးတောင်ကြီးကိုရွှေ့ပါဆိုရင်တော့မရရအောင်ရွှေ့ကြမှာပါ။တယ်လီဟောရဲ့ရွေးချယ်မှုမှန်သွားတယ်။နပိုလီယံကိုဖြုံးချဖို့လုံးချန်ခတ်တဲ့အရေးတော်ဘူကြီးမအောင်မြင်ခဲ့ပေမဲ့ ရန်သူတော်နေအောင်မောင်မေဖွဲ့ပြီးဘိုးရံသူချိန်မို့ဖို့မိုးတရားတွေကိုခြံရိပ်ထားနိုင်ခဲ့တာတွေကတမိုင်းဖြစ်စင်မှာ လေစားဖွဲ့တတကဖြစ်သွားခဲ့တယ်။သူတို့နေအောင်ရောက်နပိုလီယံမပြုတ်ခဲ့ပေမဲ့နပိုလီယံရဲ့ကြာဆိုးခန်းကိုရုပ်စေမဲ့လမ်းစားတွေခြံရိပ်စေနိုင်ခဲ့တယ်။အဲ့ဒီနောက်ပိုင်းသူတို့နေအောင်ကြဆက်ဆံရေးတွေငကိုကားတဲ့ဆာများစွာကောင်းမွန်သွားခဲ့တယ်။မိုးတရားကို ချစ်ပြဲလို့ရရင်ချစ်ပြဲလိုက်ပါရန်သူရဲ့အတို့ကြောင့်မို့နဲ့ကိုယ်ရမှန်ချက်ကို ပြည့်မီအောင် ဖြစ်စီတတ်ပါစေရန်သူရှိနေလို့အနေထားပြည့်ဝင်းတာမျိုးမဖြစ်ပါစေနဲ့မသိနိုင်တဲ့ရန်သူထဲမြင်နေရတဲ့ရန်သူကအန္တရာယ်ပိုကင်းပါတယ်ဩဇာအနာရှိဘဝကိုရင်းပြုပြီးရှင်သန်နေရတဲ့အတိုင်းပြဿနာပဋိကပကကိုဝါဘာနဲ့သာလိုက်ခံနိုင်ရမယ် မိုတိုက်ထဲလေငင်းကကြောက်ဖို့ကောင်းပါတယ်။သိနေတာထဲမသိတာကပူအန်တယ်များပါတယ်။ကိုကျုပ်ဖြစ်ထောင်းအောင်ရန်သူကိုတို့ချတာပါစေ။ထသိအောင်ကောင်းတဲ့လက်ချက်ရင်ဘာဖြစ်မလဲသိကြလာပဲ။ဘယ်သူမှတော့မမိတ်မဲမဲလက်တဲမဆိုင်ရဲပါဘူး။အန်တယ်ကိုကျုံမြင်လို့အရှောင်းနေရင်ရောက်ကြပါလိမ့်မယ်။ဒါပေမဲ့မိတ်ဆွေပေါင်းသင်းတွေကဆလာမောသိလွယ်တဲ့ချက်သိလိုပဲ။ ဲယိုခဲယိုလုံးနဲ့ပြည်သောမှမျိုးမဟုတ်ဘူးဝါမျိုးကြီးစီရင်ကြမယ်မျိုးဆောက်တွေဖြစ်တယ်ကိုကျိုးတွယ်လိုအပ်ရင် ရန်သူကိုပို့ချတာရမယ်အညှို့တင်းဆိုတာကသိနှကြီးလိုပဲသားဖို့ဖျက်ဖို့တွယ်ပဲမဟုတ်ပါဘူးချက်ဖို့လဖို့တို့တားရမယ်ဒါပေမဲ့ကြည်မှန်ရင်ပဲကွင်းမှာအလိုဖြစ်တာမဟုတ်တဲ့အတွက်တင်းနှကြီးကိုစောပဲ့ပြရင် ယူတော့ပွင့်လင်းတဲ့ပြင်ယူပြီးလက်လက်ဖက်နဲ့ရန်သူကိုနှွေးထွေးစွာပွေဖက်တားရမယ်။ဓာတ်ကိုစုတ်ကြိုက်တတ်တယ်။ဓာတ်ကြိုက်တတ်တာမဟုတ်ဘူး။လက်ကြိုက်ကနေခဲနေအောင်ထားကြကြကြိုက်ထားဦးမှာဓာတ်ကြိုက်တတ်တာလို့ခေါ်တာ။ကိုဂျိုးလဲရသူ့ဂျိုးလဲဖြစ်နှုံးတစ်ဖက်ဂျိုးရှိမဲ့အလို့ကိုဦးစားပေးလို့ပါ။ပေါ်သိတဲ့ရန်သူကြောင့်ဂျိုးဖြစ်ထွန်းအောင်လုံးနိုင်သူကိုညွှန်ပြ